မိတ်ဆက်များအားလုံးစိတ်ရောကိုယ်ပါကျန်းမာကြပါစေ။ကျမကတော့ထက်စင်ပေါ့ဒ်ကတ်ဆင်ငင်းချမ်းမိပါ။ဒီပိုင်းကိုမိတ်ဆွေတို့ဆက်နားမထောင်ခင်မှာအသိပေးလိုတာတခုတော့ရှိပါတယ်။ဒီပိုင်းမှာကတော့ sexual harassment လို့ခေါ်တဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်ဆော်ကားမှုတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုမှာဖြစ်တဲ့အတွက်မိမိကြုံတွေ့ခဲ့တာတွေကို ပြန်ပြောင်းသတိရပြီးတော့ ထရောင်မာပြန်ရတာမျိုးတွေဖြစ်နိုင်တဲ့အတွက်တကယ်လို့စိတ်အဆင်မပြေရင်နားမထောင်ကြဖို့ကြိုတင်အသိပေးပါရစေ။ဒီပိုင်းမှာကျမကမိန်းမတွေအပေါ်ယောက်ျားတွေကကျူးလွန်တဲ့လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေအကြောင်းကိုအာယုံဆိုင်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်။ um ဒီလိုပြောလို့ကျမက binary လို့ခေါ်တဲ့ gender ဆိုရင်မနဲ့ကြားပဲရှိရဲဆိုတဲ့အမြင်ကိုဥစားပြတာမဟုတ်ကြအောင်လည်းကြိုတင်ပြီးပြောကြားထားခြင်းပါတယ်ပထမဆုံးအနေနဲ့နားဆင်နေသူမိတ်ဆွေများအားလုံးကိုပြန်လည်တွေးကြည့်ကြည့်ခြင်းတာတခုတော့ရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီလိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုကဘာလဲဆိုတာပေါ့နော်ဒီစကားလုံးကြားတဲ့အခါမှာ sexual harassment ဆိုတဲ့သကလုံးမဲ့ဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုဆိုတဲ့သကလုံးမဲ့ဖြစ်ဖြစ်ကြားတဲ့အခါမှာအမျိုးသမီးတယောက်ကို သူ့ရဲ့အလိုဆန္ဒမပါဘဲမဒိန်ကျင်တာကိုမှ လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားတယ်လို့သတ်မှတ်ကြသူတွေအများပြားရှိပါတယ်။ဒါကမမှန်ပါဘူး။ကျမတို့ဒီမြမလူအဖွဲ့အစည်းတွေမှာ မွေးကင်းစကလေးကနေတည်ဆုံတဲ့အချိန်ထိအမျိုးသမီးတွေကမလုံမချုံနဲ့ နေ့စဉ်နဲ့အမျှလိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေကိုခါးစည်းခံနေကြရပါတယ်။ဒါကိုနေတိုင်းဘဝရဲ့နေ့ရက်တိုင်းအချိန်နေတိုင်းမှာခံရပါများလို့ထုံသွားပြီးတော့လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုလို့မမြင်နိုင်ကြတော့တဲ့အထီးပေါ့နော်။တခါတလေကြရင်လည်းဒါကိုတာမန်ပါပဲလို့တွေးလိုက်ကြတဲ့အထီးပေါ့။ဆိုပါစို့အမနမိုးလင်းအိယာထတော့ ဆိုတော့လမ်းထိပ်ကိုထွက်လာတာနဲ့ယောက်ျားအစုဖွဲ့အထူးသဖြင့်စိုက်ကားဂိတ်လက်ဖက်ရည်ဆိုင်စတဲ့နေရာတွေမှာအမျိုးသမီးအသက်ကြီးကြီးငယ်ငယ်ရဲ့ခန္ဓာကိုယ်ကိုအမျိုးစုံစော်ကားပြောဆိုတာပါဇက်အရသာခံပြောတာတချို့ကိုအမှုရာနဲ့ပြပါရိုင်းပြတာတွေလုပ်တယ်ပေါ့ဒါကလိမ့်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုမြောက်ပါတယ်ကျမတို့ ဒီကိစ္စတွေပြန်ပြောတဲ့အခါမှာတခါတလေဟဲဒါဇက်နဲ့ပြောတာပဲအသားပဲ့ပါသွားတာမှမဟုတ်တာကို့အသားကိုလားထိတာမှမဟုတ်တာနင်သီးခံလိုက်အဲအဲ့လိုမျိုးတွေနောက်ပြီးတော့နောက်ဆိုရင်အဲ့ရှိရမဖြတ်သွားနဲ့တခြားလမ်းကသွားဆိုတာတွေကဒါအဖြစ်မဟုတ်ဘူးကျမတို့လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့သူတွေကိုဒီလိုမျိုးရှောင်လိုက်တာနဲ့ပဲသူတို့တွေကပစ်တံကနေကင်းလွတ်ခွင့်ပေးတယ်လို့မျိုးဖြစ်သွားတယ်ပေါ့နော်တနည်းအားဖြင့်သူတို့ကိုပို့ပို့ပြီးတော့ရောင်းတက်လာစေတာပါပဲ ကျမတို့မြို့သမီးတွေကလမ်းပေါ်ကနေပြီးတော့ဘတ်စကားပေါ်တက္ကစီပေါ်ဖယ်ရီပေါ်လုပ်ငန်းခွင်စတဲ့နေရာတွေရောက်သွားတဲ့အခါမှာလည်းပဲကိုထီလက်ရောက်မထီတထီတမျိုးနှုတ်နဲ့မကြားတကြားတမျိုးနေ့စဉ်နဲ့အမျှကျမတို့လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခံနေကြရပါတယ်။ဒါကယောက်ျားတဦးတယောက်ထဲကကျူးလွန်တာမျိုးမဟုတ်တော့ပဲနဲ့လူအဖွဲ့အစည်းရဲ့မှာစနစ်တစ်ခုအနေနဲ့ပုံသဏ္ဍာန်တစ်ခုအနေနဲ့ကို အမြင့်တွယ်နေတဲ့အကြမ်းဖက်မှုပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသမီးတွေကိုလိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေကစနစ်တစ်ခုလိုမျိုးပုံသဏ္ဍာန်တစ်ခုလိုဘာကြောင့်အမြင့်တွင်နေသလဲဆိုတာကိုကျမတို့ theory တွေကြမ်းကြီးကြမ်းငယ်တွေမရှာကြည့်ပဲနဲ့ခက်ရှင်းရှင်းတွေးကြည့်အောင်နံပါတ်1ကတော့ လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့ယောက်ျားတွေကိုအတိအကျအေးယူနိုင်မဲ့ကျူးလွန်စော်ကားတဲ့ယောက်ျားတွေကြောက်လန့်သွားစေမဲ့တည်မြဲတဲ့ဥပဒေမရှိရဘူး။အားလုံးကျမတို့သိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာကဥပဒေဆိုတာကိုလေးစားစရာတစ်ခွက်မှမရှိ ဥပဒေကို လေးစားလိုက်နာဖို့ဖော်ဆောင်ကြရတဲ့ရေတရားသူကြီးရှေ့နေစရှိတာတွေကလည်းလူ့ဖွဲ့စည်းရဲမှာနာမည်ကောင်းမရှိကြတဲ့အခါမှာမိမိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့သူတွေအတွက်ကတော့ ။ဒါဗယံမတာဆက်ပြီးရရန်ကားလို့ရနေရောတာပဲ။နံပါတ်2ကတော့ခံရတာများလာလို့ထုံသွားတာ၊လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုကိုကျူးလွန်စော်ကားမှုလို့မမြင်တာ။အဲ English လို့ပြောရင် normalization လို့ခေါ်ရဲဒါကိုတာမန်မဲလို့မြင်လာတာပေါ့။ဒါကျမတို့အပြစ်တင်တာတော့မဟုတ်ဘူး။ ကျမတို့ကငငယ်ကလေးကဒါကတော့ဖြင့်လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုဟဲ့လို့မိဘအတိုင်းဝိုင်းမိသားစုအတိုင်းရအဝိုင်းနဲ့မှာကတေချာခွဲချမ်းစိတ်ဖြာပြီးတော့ပြောဆိုပြတာရှားပါတယ်။ဆိုတခုခုဆိုလို့ရှိရင်ခုနကပြောသလိုဟဲနင့်စရာနေမှာပါတိခန့်လိုက်အမ်ဒါချစ်လို့စတာဒါလေးများတားပစ်ပါသွားတာမှမဟုတ်တာအဲသူရည်ရွယ်ပြီးပြောတာလည်းဟုတ်ချင်မှဟုတ်မှာပါဒါမှမဟုတ်လို့ရှိရင်အစိုးဆုံးကတော့ဟဲ့နင်ကအကဲဆက်လွန်တာဆန်းဆန်းတင့်လွန်တာဆိုပြီးတော့ တစ်ချိန်လုံးပြောကြရအောင်ပေါ့နော်အဲ့တော့ဒီအထက်စင်ရဲ့ဒီဘိုင်းကနေတခါရဲကျွန်မပြောလိုက်ပြစီလိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုနဲ့ပတ်သက်လာရင်ကိုယ့်ဘက်ကစမ်းစမ်းတင့်လွန်နေဆိုတာရှိကိုမရှိပါဘူးကိုတတ်မှတ်ထားတဲ့စီးမင်းကိုကြော်လာရင်ကိုလက်မခံနိုင်ရင်ကိုရဲ့ဘောင်ကိုကြော်လာရင်ကိုသဘောမတူရင်လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုမြောက်ပါတယ် ကျဘေးရာတွေကလိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုမြောက်တလေဆိုတာကိုခုဆိုရင် Facebook တို့ Social Media အသီးသီးတွေမှာအတိပေးတဲ့ပုံတွေစာတွေအများကြီးဝေမျှထားကြပါတယ်။ဆိုတော့ကိုယ်တိုင်လည်းဖတ်ရှုပြီးတော့အမျိုးသမီးအချင်းချင်းလည်းလက်တို့ပေးချစေချင်ပါတယ်။နံပါတ်3ကတော့ကျူးလွန်တဲ့ယောက်ျားများပါပဲ။လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့ယောက်ျားတွေကတနည်းအားဖြင့်လိမ်ပိုင်းဆိုင်ရာအာသာပြေစီုံနဲ့မဟုတ်ဘဲနဲ့ငါတို့ကယောက်ျား ငါတို့လှုပ်ချင်တာလှုပ်လို့ရတယ်။နင်တို့မိမတွေဘာမှလှုပ်လို့မရဘူး။အင်အားမရှိပါဘူးဆိုတော့လူရန်ကားဆန်ပြီးတော့အာနာပါဝါကိုအလွဲသုံးစားလှုပ်တဲ့လက္ခဏာဆောင်ပါတယ်။ကျွန်မဒီနေရာမှာပြောတဲ့အာနာပါဝါမှာနိုင်ငံရေးတို့စီးပွားရေးတို့ဆိုတဲ့ပါဝါတွေကိုတင်ပြောတာမဟုတ်ပါဘူး။ယောက်ျားလိန်တန်ကို မွေးကလေးကပိုင်ဆိုင်ထားရတာကိုအာနာပါဝါပိုင်တယ်လို့အထင်ရောက်နေကြတဲ့ အစိတ်တောက်အတွေးခေါ်ပိုင်ရှင်ယောက်ျားတွေကိုကျွန်မဆုလိုပါတယ်မြမလူဖွဲ့စည်းရဲမှာအဲ့ဒီအစိတ်တောက်အတွေးခေါ်ပိုင်ရှင်တွေရှင်တန်နေကြတာဖြစ်ပါတယ်ဆိုတော့နိုင်ငံရေးနယ်ပယ်ထဲမှာစီးပွားရေးနယ်ပယ်ထဲမှာပဲဖြစ်ဖြစ်နည်းနည်းလေးပဲဖြစ်စီများများပဲဖြစ်စီအရာရောက်ကြတဲ့သူတွေအာနာနည်းနည်းရှိကြတဲ့သူတွေအာနာများများရှိကြတဲ့သူတွေကလိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့အခါမှာ ကျူးလွန်ခံရသူတွေအနေနဲ့ဖော်ထုတ်ပြောဆိုရတာအင်မတန်ခက်ခဲပါတယ်။ဘာတွေကြောင့်လဲဆိုတော့ဒီမှာတချို့သောအချက်တွေကိုဒီမှာကြည့်ကြည့်ပါမယ်။နံပါတ်၁ကတော့ဟဲ့သူကဟုတ်ပါမလား။ဟဲ့မလုံလောက်ပါဘူး။ဆိုပြီးတော့ကျူးလွန်သူယောက်ျားရဲ့အပေါ်ယံပုံရိပ်ကိုပဲကြည့်ပြီးတော့ဖော့တွေးတာဖော့ပြီးပြောဆိုတာအင်းအရင်ဆုံးတန်တရားတွေပွားတာဆိုတဲ့ဟာမျိုးတွေပေါ့နော်။ ဆိုတော့ဒါကလူ့ဖွဲ့စည်းကိုရောကျူးလွန်ခံရတဲ့သူအမျိုးသမီးတွေကိုပါရင်နစ်သူဝါကူထိုးလိုက်တာပါပဲဒီနေရာမှာကျမတို့နောက်တစ်ခုထပ်ပြီးတော့အငြင်းရန်တွေးစရာရှိပါတယ်။လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားသူတွေကချိုးမပါနိုင်ဘူး။ကျမတို့လူခွဲစီရဲ့ဘေးနာကျမတို့ရဲ့အနီးတစ်ဝိုက်တည်းမှာအငြင်းရန်ရှိနေနိုင်တဲ့ကျူးလွန်သူတွေဖြစ်ပါတယ်။ ဂုံဒီရရှိကြအောင်ဆောင်ပြီးတော့အရှက်အင်မတန်ကင်းမဲ့တဲ့လောက်ရမျိုးကြီးအောက်တန်းကျတဲ့လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေကိုဘသူမဆိုလုံနိုင်နေဆိုတာကိုကျမတို့မြမလူဖွဲ့စည်းလိုမျိုးပုံကူအင်မတန်ခင်တတ်တဲ့ပုံကူအင်မတန်မင်တတ်တဲ့လူဖွဲ့စည်းမျိုးကပို့ပြီးတော့သတိထားရပါလိမ့်မယ်။နံပါတ်2ကတော့ကျူးလွန်ခံရသူအမျိုးသမီးတွေဟာအကြောက်တရားထဲမှာရှင်သန်နေကြရတာပါ။ဆိုတော့ကျူးလွန်ခံရသူမျိုးသမီးတွေက နိုင်ငံရေးစီးပွားရေးလူမှုရေးစတဲ့နယ်ပယ်ရဲကကျူးလွန်တဲ့သူယောက်ျားဘသူလဲဆိုတာကိုပြောပြရဖို့အင်မတန်ဝင်လေးကြရပါတယ်။ကျူးလွန်သူယောက်ျားကကိုယ့်ရဲ့အထက်လူကြီးဖြစ်နေမဲ့ကိုနဲ့လူမှုရေးနိုင်ငံရေးစီးပွားရေးနယ်ပယ်ရဲမှာဆက်ဆက်အကျိုးစီးပွားတစ်ခုခုနဲ့ဆက်ပြီးတော့ပတ်သက်နေရမဲ့သူဖြစ်နေမဲ့စရတဲ့စရတဲ့အခြေအနေမျိုးတွေမှာကျူးလွန်ခံရသူမျိုးသမီးတွေရဲ့အတန်အရာတိမ်ဝင်သွားရပါတယ်။ဒါကိုပဲကောင်းလို့ငြိမ်ခံနေတာဆိုပြီးတော့ အမနာပါဆက်ပြောတဲ့လူတွေကလည်းလူဖွဲ့စည်းရဲမှာရှိနေသေးပါပဲ။တတိရှိစွာနဲ့ထုတ်ဖော်ပြောဆိုမဲ့အမျိုးသမီးတွေကိုလည်းလူဖွဲ့စည်းကနေနင်တို့ကသူ့ကိုမနာလိုလို့ထိုးချတာဆိုတဲ့စကားလုံးနေနဲ့ထပ်သက်ပြန်ပါတယ်။ဆိုတော့ကျမတို့ဓာရီကိုကြည့်မယ်ဆိုရင်လိမ်မိုင်းဆိုင်ရာကျူးလွန်စွာကားမှုကိုအမျိုးသမီးတွေအနေနဲ့ပေါ်ထုတ်ပြောဆိုတဲ့အခါမှာဘသူကမှအာအာရာရာလောက်ကြံဇက်လန်းကိုဖန်တီးနေတာမဟုတ်ဘူးလို့ကျမခဏခဏပြောပါတယ်။ လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားသူနဲ့ကျူးလွန်ခံရသူမှကျူးလွန်ခံရသူကိုပဲအပြစ်ဖို့တဲ့စကလုံးတွေနဲ့နှုတ်ပိတ်ပစ်တဲ့မြမလူအဖွဲ့စည်းမှာကျမတို့မိမတွေအတွက်တရားမျှတမှုကိုပြန်လည်ရှာဖွေရတဲ့ခီးရအင်မတန်ရှေလျားခက်ခဲကြမ်းတမ်းလွန်ပါတယ်။စစ်စကားနဲ့ပြောရလို့ရှိရင်တော့ကျမတို့ကမမျှတဲ့အားနဲ့တိုက်ပွဲဝင်နေကြရတာပါ။အားမတန်လို့ရှော့လိုက်ရတဲ့လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားခံရတဲ့အမျိုးသမီးတွေအများကြီးပါပဲ နံပါတ်3ချက်ကတော့အာနာပါဝါရှိတဲ့ယောက်ျားအချင်းချင်းဝိုင်းပြီးမြောက်ပြီးတာအာနာပါဝါရှိတဲ့အတိုင်းဝိုင်းထဲမှာပဲဖုံးဖိထားကြတာဖြစ်ပါတယ်။ဒီလိုလုံနေကြတဲ့သူတွေအတွက်ကတော့ကျမတို့မှာပြောစရာစကားတစ်ခုပဲရှိပါတယ်။လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့တရားခံတွေဟာလူအောက်တန်းစားတွေလူအန္တရာယ်ဖြစ်ပါတယ်။ဒီတရားခံတွေကိုဝိုင်းဖုံးဖိပြီးတာဟာလေတရားခံအဆင့်ကိုမြောက်ပါတယ်။ကို့အတိုင်းဝိုင်းထဲက လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားသူကိုဖော်ထုတ်တာဟာကို့အတွက်အရှက်ရစရာမဟုတ်ပါဘူးကို့အတိုင်းဝိုင်းအတွက်လည်းအရှက်ရစရာမဟုတ်ပါဘူးဒါဟာတာဝန်ကြီးတဲ့လုပ်ရတစ်ခုဖြစ်ပါတယ်တာဝန်ယူထားသူတွေဟာတာဝန်ကြီးကိုကြည်ရပါ လူဖွဲ့စည်းတဲ့မှာလိမ်မိုင်းဆိုင်ရာကျူးလွန်စွာကားမှုတွေကိုလှုပ်ချင်တိုင်းလှုပ်ပြီးအပြစ်မပေးခံရတဲ့သူတွေကတကယ်တော့လွတ်နေတဲ့ငရဲခွေးတွေပါပဲလူဖွဲ့စည်းအတွက်ကျမတို့အတိုင်းဝိုင်းအတွက်ကင်ဆာကြိတ်လိုပါပဲအားလုံးသိကြတဲ့အတိုင်းပါပဲကင်ဆာဆိုတာပြန့်ပွားတတ်ပါတယ်ကျူးလွန်သူတယောက်ကပြစ်ဒဏ်ကကင်းလွတ်ခွင့်ရလို့ရှိရင်နောက်တစ်ယောက်ကလည်းပြစ်ဒဏ်ကကင်းလွတ်ခွင့်ရမှာပါပဲသူတို့ကလည်းဒီလိုပဲပြီးသွားတာပါပဲဆိုတော့ကျူးလွန်သူတွေဟာကင်ဆာလို့ပွားပွားလာတာပါပဲ ဆိုတော့ جماعه တို့ဒီလိုဘာလုပ်လို့ရမလဲဆိုပြီးတော့တန်တရာမေးခွန်းတွေထွက်လာတယ်။ဒါဖြစ်လေဖြစ်တာရှိရဲ့မေးခွန်းပါပဲ။လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်ဆော့ကားမှုတွေမဒိမ့်မှုတွေကိုစစ်လက်နက်ဖြင့်အသုံးချခဲ့ကြတဲ့စစ်တပ်လက်အောက်ကနေ جماعه တို့ကလွတ်မြောက်ရေးတိုက်ပွဲကိုဆင်နွှဲနေကြတဲ့အချိန်မှာတရားဥပဒေရဲ့အတိတ်ပဲရော်ရဲနေစေအချိန် جماعه တို့ rule rule of law လို့ခေါ်တဲ့တရားဥပဒေစိုးမိုးတဲ့အခြေအနေမရှိသေးတဲ့အချိန်မှာ ထိရောက်ပြင်းထန်တဲ့ဥပဒေတွေလည်းမရှိသေးတဲ့အချိန်မှာကျမတို့လုံနိုင်တာကတော့လူမှုရေးပြစ်ဒဏ်ပဲဖြစ်ပါတယ်။ကျမကုနာကပဲပြောပါတယ်။လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့သူတွေဟာလူအဖွဲ့အစည်းအတွက်ကျမတို့အတိုင်းဝိုင်းအတွက်ဖြတ်ကိုဖြတ်ထုတ်ပြရမယ်။ကင်ဆာကြိတ်တွေပါပဲ။ကျမတို့ကမှတ်သေးကြည်ကြီးတဲ့အတိုင်းဝိုင်းတစ်ခုအနေနဲ့လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားတဲ့သူကိုရှောင်ရှားရပါမယ်။ဖယ်ကျင်ရပါလိမ့်မယ်။ပြစ်ဒဏ်ပေးရပါလိမ့်မယ်။ဒီနေရာမှာတချို့ညင်ညာခုံကြတာရှိပါတယ်။ ဖယ်ထုတ်ထားတော့ပုံမဆိုးသွားဘူးလားတနည်းနည်းနဲ့ပြန်လဲဝင်ဆန့်ရေးမကူညီပေးတယ်ဟုတ်လားပေါ့နော်ကျမတကိုယ်တည်းကတော့ဒီသဘောထားကိုလုံးဝစန့်ကျင်ပါတယ်လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားခံရသူအမျိုးသမီးတွေထတ်ဆင့်ထတ်ဆင့်ခွဲခြားဆက်ဆံခံရတာကျူးလွန်ခံရသူကိုပဲအပြစ်ဖို့ကလားနှပြမတန်အောင်ပြန်ပြီးပြောဆိုခံရတဲ့လူအဖွဲ့အစည်းကအဲ့ဒီလိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုလုပ်တဲ့သူကိုကြတော့ပြန်လဲဝင်ဆန့်ရေး မလုတ်တင်မူလားတို့ပြန်လက်မခံတင်မူလားတို့ဆိုရဲမေးခွန်းမျိုးကလူအသိရှိရင်မမေးတဲ့စကားပါပဲရက်ပေါင်းလပေါင်းနှစ်ပေါင်းများစွာကျူးလွန်ခံရပြီးတော့နှုတ်ဆက်နေကြရတဲ့နှုတ်ပိတ်ခံခဲ့ကြရတဲ့အမျိုးသမီးတွေအတွက်ကျွန်မဒီစကားကိုပြောခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ပြန်လည်ဝင်ဆန့်ရေးတို့ကျူးလွန်သူတွေကိုဖက်ခြင်းမထားရေးတို့ဆိုတာကကျမတို့တွေးတဲ့အခန်းကဒီလူတွေမှာလူသားဆန်တဲ့အတွေ့ အတွေးခေါ်ရှိမယ်လို့တွေးတဲ့ရှုထောင့်ကနေတွေးတာဖြစ်တယ်။မြမလူဖွဲ့စည်းလိုမျိုးလိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုစနစ်တစ်ခုလိုအမျိုးသမီးတွေကိုခွဲခြားဖိနှိပ်ဆက်ဆံမှုတို့လက်နက်တစ်ခုလိုမျိုးကိုယ်မွေးတဲ့ပါလာတဲ့ယောက်ျားလိန်တန်ကိုလက်နက်တစ်ခုလိုအသုံးချနေတဲ့လူတွေအတွက်သူတို့စီမှာလူသားဆန်တဲ့ယုတ်တိအတွေ့ကျမတို့အမြဲတမ်းပြောတဲ့ humanity လို့ပြောတဲ့လူသားဆန်တဲ့အတွေ့ရှိလိမ့်မယ်လို့တွေးလိမ့်မယ်လို့ယုံကြည်ကြပါရဲ့လားလို့ကိုကိုကိုမေးခွန်းထုတ်ကြည့်စေချင်ပါတယ် ပြန်လဲဝင်ဆန့်ရေးတို့ဖဲကျင်မထားရေးတို့ဆိုတာကလူစိတ်မရှိတဲ့ကျူးလွန်သူတွေအတွက်ကတော့ချိန်တန်တော့လေလူတွေကမေ့သွားမှာပါဆိုပြီးတော့ short dress ရာအကွက်ဖြစ်လာမှလည်းမမေ့စေချင်ပါဘူးချိန်တန်တော့ဟီဟာဟာနဲ့အဲ့ဒီကျူးလွန်သူတွေကပဲအာနာပါဝါတွေပြန်ရပြီးတော့အဲ့ဒီအာနာပါဝါကိုထပ်ပြီးတော့အလွဲသုံးစားလုပ်အောင်မယ်ဆိုရင်ဒီအဆင့်ကိုရောက်ဖို့ကျမတို့တော်လှန်ရေးတရက်ကိုဆင်နွှဲနေတာမဟုတ်ချောင်းလဲထပ်လောင်းပြောချင်ပါတယ် နောက်ဆုံးတစ်ချက်အနေနဲ့ကတော့လိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတွေလူသိရှင်ကြားဖြစ်လာတဲ့အခါမှာလူမှုကွန်ရက်တွေမှာအများအားပြောကြတဲ့စကားရှိပါတယ်။ကြိတ်ရှင်းပါလားဆိုတဲ့စကား။ဘာကိစ္စလဲကျမတို့ကကြိတ်ရှင်းရမှာလေ။အဖြေကတော့တော်လန်ကြီးကလာတဲ့မှာလူတွေတည်နေတာမင်းတို့ကရှုပ်နေတာပဲမင်းတို့ကပွဲချာနေတာကြိတ်ရှင်းကြပါလားဆိုတဲ့အဖြေတွေပါ။ကျမတို့မိန်းမတွေမှာလိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားခံနေရလို့ရှင်လျက်နဲ့တည်နေရတဲ့နေပေါင်းကမရေမတွက်နိုင်အောင်ပဲ။ ဒါကြောင့်ကျမတို့ဘာအကြောင်းကြောင့်လဲမှကြိတ်ရှင်းစရာမလိုပါဘူး။ကျူးလွန်သူဟာကျူးလွန်သူဖြစ်ကြောင်းကျမတို့အားနဲ့ကျမတို့ဖော်ထုတ်ပြီးပြစ်ဒဏ်ကိုပေးနိုင်သလောက်ပေးဖို့ပေးရပါလိမ့်မယ်။ကာယကံရှင်တွေကြည်အေးကြရင်ပြီးတာပဲဆိုရက်အင်မတန်အန္တရာယ်များတဲ့တွေးခေါ်တရက်ကလည်းရှိနေပါသေးတယ်။ကျမခုနကပြောခဲ့သလိုပဲလူဖွဲ့စည်းတဲ့မှာ စနစ်တကျနဲ့အမြင့်တွယ်နေတဲ့လိမ်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုဆိုတာကိုနက်နဲတဲ့ပြဿနာတရက်ဖြစ်မြင်စေခြင်းပါတယ်။ နှစ်ကိုကြားကအဝေးမတက်လို့ဖြစ်တဲ့ပြဿနာတေးသေးလေးတစ်ခုလို့တွေးတာဟာအင်မတန်မှားယွင်းတဲ့တွေးခေါ်ဖြစ်ပါတယ်။အမှုသေးသေးလေးတွေကနေပြီးတော့တဖြည်းဖြည်းနဲ့ကြီးထွားလာတဲ့လူအဖွဲ့စီတစ်ခုလုံးမှာတော့လွတ်ချင်တိုင်းလွတ်နေတဲ့ငရဲခွေးများအစုအဖွဲ့ဖြစ်လာတာပါပဲ။ဒါတွေကြောင့်မို့လို့ကိုကျမတို့ကလူတိရှင်ကြပို့ပြီးတော့တောင်မှဒီတိုက်ပွဲကိုဆင်နွှဲရပါလိမ့်မယ် တော်လန်ရေးသမားတွေနှစ်သက်ပြီးတော့စူကြတဲ့သွေးမုန်တိုင်းသချင်းတွေရလို့ပေါ့ဟောင်းနှံတဲ့အဆောက်အုံတွေဖြိုဖျက်ဖြစ်ဖို့ဖောက်ပြန်တဲ့လူဒန်းစားတွေတိုက်စားပစ်ဖို့ဆိုရဲစာသားလိုပါပဲဟောင်းနှံတဲ့အဆောက်အုံကိုကျမတို့မဖြိုဖျက်နိုင်မယ်နဲ့အပြင်ပန်းမြင်ကောင်းအောင်ပဲလှုပ်ထားလို့ရှိရင်တနည်းနည်းအဲ့ဒီအဆောက်အုံကြီးကပြိုကျသွားပါလိမ့်မယ်အာနာပါဝါကိုအဆောက်အုံဟောင်းကြီးပေါ်မှာတည်ထားသူတွေဟာဒီချက်ကိုဆင်ញင်ပြီးတော့ဒိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုလို့ခေါ်တဲ့အကြီးတန်းနဲ့ အနာပါဝအလွဲသုံးစားလုပ်တဲ့စနစ်တွေကဒီတစ်ခုကိုလဲတိုက်ကိုတိုက်ဖြတ်ပြရပါလိမ့်မယ်။ကျမတို့လူ့ဖွဲ့စည်းရဲမှာလွတ်နေတဲ့ငရဲခွေးတွေအများကြီးပါပဲ။ဒီငရဲခွေးတွေအကြောင်းကိုပြောဆိုဖို့ကျမတို့အမျိုးသမီးတွေမှာအာယူနေရသေးပါပဲ။ပြောဖို့အတွက်နာကျင်ရမှုတွေက ကျမတို့အရေးပြားကိုကျမတို့ကိုယ်တိုင်ဆွဲခွာနေရသလိုနာကျင်ရပါတယ်။ဒါကြောင့်ချင်းချင်းအားပေးအာယူကြရင်ကာကွယ်ပေးကြရင်ဒီတိုက်ပွဲကိုကျမတို့ဆက်ဆင်နွှဲရပါလိမ့်မယ်။ ိမ်မိုင်းဆိုင်ရာကျူးလွန်စော်ကားမှုတစ်ခုကြုံတွေ့ခဲ့ရရင်ဘလိုမျိုးဆက်လက်လှုပ်ဆောင်သင့်တယ်လဲဆိုတာကိုတော့နောက်ပိုင်းမှာကျွန်မဆက်ပြောပြရစီပြောမှဆိုမှရှိရင်ခွင့်မလို့ကြပါနဲ့။ဟောင်းဝါနဲ့သောဘော